ကျမတို့မှကြပါစားခင်ဗျာ2025ခုနှစ်ဧပြီလ18ရက်နေ့ရက်နေ့လည်ခင်းသတင်းတွေကိုတင်ဆက်ပေးပါတော့မယ်ကျွန်တော်ဝေယမအဲ့တော့ကျွန်တော်နဲ့အတူတူဒီကနေ့နေ့လည်ခင်းမှာထူးခြားတဲ့သတင်းကြောင်းရတွေကိုတပ်ပြီးတော့ကြည့်အောင်ပါခင်ဗျာပထမဆုံးထူးခြားတဲ့သတင်းတစ်ပုဒ်ကတော့ရန်ကုန်ခေတ်ကတင်ထားတဲ့သတင်းပါ ရန်ကုန်မှာ KBZ ဘန်ဝင်တန်းတက်တက်စုံနဲ့ခင်မွန်းစစ်ဘူအောင်ပြည်စုံတို့ကလူပေါင်း30ကျော်ထံကနေတဆရခိုင်နှုံးအမျက်ပေးတဲ့ပုံစံနဲ့ငွေကြေးစုဆောင်လိန်လေပြီးတော့ငွေကျပ်သိန်းထောင်တောင်းချီပြီးတော့ပါသွားတယ်လို့သိရပါတယ်တရင်ပြည်စုံကိုဆက်ပြီးတော့တင်ဆက်ပေးပါမယ်ခင်ဗျာရောက်မှာ KBZ ဘန်ဝင်တန်းတက်တက်စုံနဲ့ခင်မွန်းစစ်ဘူအောင်ပြည်စုံတို့ကလူပေါင်း30ကျော်ထံကနေ တစ်ဆယ်ရာခိုင်နှုန်းအမြတ်ပေးတဲ့ပုံစံနဲ့ငွေကျပ်သိန်းထောင်ထောင်ချီပြီးတော့လိန်လေသွားကြောင်းလိန်လေခံသူတို့ကဒီခေတ်သစ်သတင်းဌာနကိုပြောဆိုထားတာတွေ့ရပါတယ်။ဆရာနာသိမ့်ပြီးတဲ့နောက် KBZ Bank ကဘဏ်အကောင့်အဟောင်းတွေ old account တွေထံကနေငွေကြေးထုတ်ယူမှုတွေကိုကန့်သက်ထားခဲ့ကြောင်းအဲ့နောက်မှာတော့ KBZ Bank မှာငွေကြေးအနှံထားသူတွေကဘဏ်တွင်းမှာမိမိတို့ရဲ့ပိတ်မိနေတဲ့ငွေကြေးတွေကိုဘဏ်ကနေပြန်ထုတ်နိုင်ဖို့ရာခိုင်နှုန်းပေးပြီးတော့ထုတ်ယူကြောင်း အဲအဲ့လိုမျိုးထုတ်တဲ့ခါမှာပါရမီချော်ရင်းကုန်း KBZ ဘန်ဝင်တန်းတက်တက်စော်ကလှုပ်ဆောင်ပေးခဲ့ကြအောင်အဲ့ဒီနောက်မှာတော့ယုံကြည်မှုကိုရယူကရာငိုင်းနှုံးနဲ့အမျက်ပေးတဲ့ပုံစံနဲ့ငွေကြေးတွေထည့်ဝင်စေကြောင်းပြီးရနောက်မှာထည့်ဝင်လေပတ်ငွေကငွေကျပ်သိန်းတောင်းချီဖြစ်လာချိန်မှာငွေကြေးအလုံးကိုလိမ်လည်ပြီးတော့တင်းချောင်သွားတာဖြစ်တယ်လို့သိရပါတယ်ငွေကြေးလိမ်လည်သူ KBZ ဘန်ဝင်တန်းတက်တက်စော်ရဲ့ခင်မုန်းကတော့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အမှတ်390 ချင်းမြန်တိုင်ရင်ကစစ်ဘုအောင်ပြည့်စုံဖြစ်ပြီးလက်ရှိချိန်မှာတော့လေမယား2ဦးလုံးကရှောင်ပြေးနေတာဖြစ်တယ်လို့သိရပါတယ်။ဘန်တွေကငွေထုတ်တာတွေကို limit လောက်ကန့်တတ်လိုက်တော့ရာခိုင်နှုန်းတွေနဲ့အပြည့်နေမှာပေးရတယ်လေ။ရာခိုင်နှုန်းပေးပြီးတော့ကိုကြိုက်တဲ့လောက်ထုတ်ပေါ့။အဲ့ဒီပုံစံနဲ့ငွေဘလောက်ထည့်ထားရင်ငွေကြေးဘလောက်ရာခိုင်နှုန်းအမြတ်ရမယ်ဆိုပေးထားတယ်။အဲ့ဒီကနေငွေတွေထည့်ခိုင်းတာပေါ့။အစကတော့အမြတ်ရာခိုင်နှုန်းငွေတွေပေးနေတော့အော်မစိုးဘူးပေါ့။အခုလဲ ကီဗီသက်ဘန်ဝန်နန်းဆိုတော့မလိန်လောက်ပါဘူးဆိုပြီးလူတွေကိုငွေတွေအများကြီးထည့်တယ်။ဒီမတ်လ28ရက်နေ့ငလင်ဖြစ်ပြီးမှငွေတွေအလုံးလိန်သွားတာလို့ကိုယ်တိုင်လိန်လေခံရသူတူကခရစ်တင်ဌာနကိုပြောဆိုထားပါတယ်ခင်ဗျာ။လက်ရှိမှာငွေကြေးလိန်တဲ့သူစစ်ဘူအောင်ပြေစုံနဲ့ဇနီးတက်တက်စောတို့က Facebook account တွေကိုပါဖျက်ပြီးတော့ထွက်ပြေးနေတယ်လို့ဆိုပါတယ်။မယန်းကုန်းမြို့နယ်မှာရှိတဲ့စစ်ဘူအောင်ပြေစုံရဲ့မိဘအိမ်ကိုတွားရောက်ပြီးတော့မေးမြန်းပေမဲ့တာဝန်ယူမှုမရှိကြောင်းစစ်ဘူရဲ့မိဘများက ရဲမှုဇော်ထုံးနဲ့ចောင်းဆရာမမြင့်မြင့်ခိုင်တို့ဖြစ်ကြောင်းသိရှိရပါတယ်။ငွေကြေးလိမ်လည်သူဘန်ဝင်တန်းတတ်တတ်ဆိုကတော့ KB သက်ဘန်မှာလည်းမယုံမသားလုံဆောင်မှုနဲ့အမှုဖွင့်ခံခဲ့ရဘူးသူဖြစ်တယ်လို့သိရှိရပါတယ်။ဒါတော့ပထမဆုံးဒီကနေ့နေ့လည်ခင်းမှာထူးခြားတဲ့သတင်းတစ်ပုဒ်ဖြစ်ပါတယ်။နောက်ထပ်သတင်းကိုဆက်ပြီးတော့တင်ဆက်ပေးပါမယ်။ နောက်ထပ်သတင်းကတော့စိတ်မကောင်းစရာသတင်းပါခင်ဗျာမကွေးချင်းတော်မှာရုံးရင်စံကတ်ဖြစ်ပြီးတော့ထောင်ဝင်နှန်းတွေရဲ့ပြစ်ခတ်မှုကြောင့်နိုင်ငံရေးအကျဉ်းသားနှစ်ဦးထပ်မင်းသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုဆက်ပြီးတော့ပြောပြကြပါမယ်မကွေးတိုင်းမကွေးဘဟုအချင်းတော်မှာရုံးရင်စံကတ်ဖြစ်ပြီးတော့စစ်ရုံးကောင်စီရဲ့ထောင်ဝင်နှန်းတွေရဲ့တနက်နဲ့ပြစ်ခတ်မှုကြောင့်နိုင်ငံရေးအကျဉ်းသားနှစ်ဦးထပ်မင်းသေဆုံးကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ကဒီကနေ့မှသတင်းထုတ်ပြန်ထားပါတယ် ဧပြီလ23ရက်ကမကွေးဗဟိုအချင်းတော်ရှိမှာလိုကယ်ပီဒီယက်အဖွဲ့တွေနဲ့စစ်ရှုံးကောင်စီတက်တိုက်ပွဲဖြစ်ပွားခဲ့တဲ့အချိန်ညနေ6:00နာရီအချိန်မှာအချင်းတော်တွင်းမှာလည်းအချင်းတော်ဝန်ထမ်းတွေနဲ့အချင်းသားတွေကြားမှာတင်းမာမှုချို့ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အချင်းသားတွေနဲ့ထောင်ဝန်ထမ်းတွေကြားမှာတင်းမာမှုနဲ့ထိတွေ့မှုအတွင်းမှာအချင်းဦးစီးဝန်ထမ်းတွေရဲ့ထောင်ဘူးဝနဲ့ကင်းမြော်စင်ကနေတနက်နေ့ပြက်ခတ်မှုကြောင့်ထောင်တွင်းမှာအဲ့ဒီထောင်တွင်းကဓမာယုံမှာနေတဲ့ နိုင်ငံရေးကျင်းသားစောရွှေအောင်အပါဝင် အနည်းဆုံးနိုင်ငံချင်းနှစ်ဦးသေဆုံးခဲ့တယ်လို့ဖော်ပြထားပါတယ်။ဒါပြင်နိုင်ငံရေးကျင်းသားနဲ့အကျဉ်းသားများစွာထိခိုက်ဒဏ်ရာရရှိခဲ့ပြီးငါးဦးထပ်မင်းစေဝါကုသမှုခံယူနေရတယ်လို့လည်းဆိုပါတယ်။လက်ရှိနိုင်ငံရေးကျင်းသားတွေရဲ့မျှော်လင့်ချက်ဟာအကျဉ်းတော်ပြင်ပကိုအမြန်ဆုံးရောက်ရှိရေးဖြစ်ပါတယ်။တော်လိုင်းရေးကာလကြာမြင့်တဲ့အချိန်အရပြင်ပကိုစိတ်ပူပန်ရသလိုအရင်လိုမျိုးတော်လိုင်းရေးအောင်ရင်ငါတို့လွတ်မှာပါဆိုတဲ့စိတ်ထက်ငါတို့လွတ်မြောက်ရေးကိုငါတို့ လောက်ရမှာလားဆိုတဲ့တွေးခေါ်မှုတွေများလာတယ်။ဒါကြောင့်မလို့လေအကျဉ်းအောင်နေရှိမှာတိုက်ပွဲဖြစ်တဲ့အချိန်လွမြောက်ရေးအတွက်လုံမိကင်မိတာလို့သုံးသပ်မိတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ရဲ့ဥဆောင်ကော်မတီဝင်ကိုတိုက်ထွန်းကပြောပါတယ်ခင်ဗျာ။စနစ်ကြတဲ့မြို့သိမ်းတိုက်ပွဲမှာဒီစစ်ရှုံးကောင်စီရဲ့အာရမဖမ်းဆီးခံရတဲ့နိုင်ငံရေးအကျဉ်းသားတွေလွမြောက်ရေးအစီအစဉ်ကိုကောင်းတဲ့ဖို့ပေးဖို့လေသူကနိုင်ငံတော် ဒီတော်လှန်ရေးအင်အားစုတွေထံကိုတောင်းဆိုထားပါတယ်။မကွေးအကျဉ်းောင်တွင်ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့နိုင်ငံရေးအကျဉ်းသားတွေကိုစစ်ကောင်စီကထောင်တွင်းစုံစမ်းစစ်ဆေးမှုလှုပ်ဆောင်လျက်ရှိနေတယ်လို့သိရပါတယ်ခင်ဗျာ။ဖြစ်စဉ်အသေးစိတ်ကိုပြည်ပြည်နယ်ကအချင်းယူထုတ်ပြန်ဖို့ပြင်ဆင်ထားပေမဲ့ပြည်သူတွေရဲ့မေးမြန်းမှုတွေများပြားလာတဲ့အတွက်ကနဦးသိရှိရတာကိုဖော်ပြတာဖြစ်တယ်လို့ပြောပါတယ်။မကွေးကျောင်းမှာဒီကျုပ်အစိုးရရဲ့မကွေးတိုင်းဝန်ကြီးချုပ်နဲ့နိုင်ငံရေးအကျဉ်းသားတွေပါဝင် 2004ပါးကိုစစ်ရှုံးကောင်စီကဖမ်းဆီးချုံနှောင်ထားပါတယ်။အဲ့ဒီကျင်းတော်ဟာမကွေးမြို့နယ်12မိုင်ကွာမကွေးရေနံကျောင်းကိုသွားတဲ့လမ်းပိုင်းမှာတည်ရှိပါတယ်။မြန်နေချင်းတိုင်းမှာတော့စစ်ရှုံးကောင်စီရဲ့အမှတ်25ရဲတပ်ရင်းရှိပါတယ်။ဧပြီ23ရက်ညနေ6နာရီလောက်ကအဲ့ဒီအမှတ်25လုံခြုံရေးရဲတပ်ရင်းတိုက်ခိုက်ခံရကြောင်းဒေသခံစစ်ရေးသတင်းမြစ်တွေက PBS ပင်လူလူຫນွေဦးကိုပြောဆိုထားတာတွေ့ရပါတယ်။ တိုက်ပွဲကတော့နှစ်နာရီထက်မနည်းကြာမြင့်ခဲ့တယ်လို့လည်းဆိုပါတယ်စစ်ချုပ်ကောင်စီဘက်ကတော့အကျဉ်းအောင်ကိုလာဖောက်တယ်ဆိုပြီးတော့တရင်ဖြန်တာရှိတယ်တိရတဲ့လောက်ကရဲတပ်ရင်းတွေကိုရှော့တိုက်ဒရုန်းတွေကျတယ်ထိခိုက်တာတွေတော့စုံစမ်းနေတော့မယ်လို့မကွေးတိုင်းစစ်ဖက်တရင်ရင်းမြစ်တူကလည်းပြောပြပါတယ်ခင်ဗျာဒါတော့ကျွန်တော်တို့မကွေးအချင်းထောင်မှာဖြစ်ပွားခဲ့ရတဲ့စင်မကောင်းစရာတရင်မှာ နိုင်ချင်းနှစ်ဦးထံမှနေတည်ဆုံးတယ်ဒဏ်ရာရရှိသူလည်း 5ဦးဝင်းကျင်ရှိရလို့သိရပါတယ်။ဒါဒီကနေ့နေ့လယ်ကင်းမှာနောက်ထပ်ထူးခြားတဲ့သတင်းတပုတ်ဖြစ်ပါတယ်ခင်ဗျာ။အဲ့တော့မင်းညတွေကကျွန်တော်တို့ထူးထူးခြားခြားနဲ့ပြန့်နှံ့နေတဲ့သတင်းတပုတ်ရှိပါတယ်။ဒါကကောင်းမွန်တဲ့လာလာလာစိုးရတဲ့လာလာလာဆိုတာကိုတော့ကျွန်တော်တို့သုံးသပ်ကြည့်ရပါမယ်။ဒီသတင်းကြောင်းအရာကိုလည်းကျွန်တော်ဆက်ပြီးတော့ပြောပြချင်ပါတယ်။ဒီသတင်းကတော့အာဆီယံဥက္ကဋ္ဌဒီမလေးရှားဝန်ကြီးချုပ်က UNG ဝန်ကြီးချုပ်နဲ့ ောက်တစ်ခါကျမ်းပတ်စစ်ခေါင်းဆောင်မင်းအောင်လှိုင်တို့ကိုတီးခြားစီတွစ်ဆုံခဲ့မှုပေါ်မှာနှစ်ဖက်စလုံးကကန့်ကွက်မှုမရှိဘဲနဲ့အပြုသဘောဆောင်တယ်လို့ပြောဆိုထားတာကိုတွေ့ရပါတယ်အဲ့တော့ဒီသတင်းအကြောင်းအရာပြည့်စုံကိုလည်းကျွန်တော်တို့ဆက်ပြီးတော့ဖတ်ရှုကြည့်အောင်ပါအာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်အန်နဝါကမင်းသားညီညွတ်ရေးဆိုရအန်ယူဂျီဝန်ကြီးချုပ်နဲ့စစ်ကောင်စီခေါင်းဆောင်အချမ်းဖက်မင်းအောင်လှိုင်တို့ကိုဒီကြားစီတွေ့ဆုံခဲ့မှုပေါ်နှစ်ဖက်စလုံးကကန့်ကွက်မှုမရှိဘဲ တွေ့ဆုံမှုမှာအပြုသဘောဆောင်ကြောင်းမလေးရှားဝန်ကြီးချုပ်ကသတင်းထုတ်ပြန်ထားတာကိုတွေ့ရပါတယ်။ဒီကနေ့မနက်ပိုင်းမှာ NUG ဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းနဲ့မလေးရှားဝန်ကြီးချုပ်တို့အကြားမိနစ်40ကြာအွန်လိုင်းကနေတွေ့ဆုံဆွေးနွေးခဲ့ကြောင်းတွေ့ဆုံဆွေးနွေးမှုမှာအရေးပေါ်လူသားချင်းစာနာထောက်ထားမှုအကူအညီတွေမြန်မာပြည်တွေထံကိုပေးနိုင်ရေးနဲ့အကူအညီလိုအပ်နေသူတွေထံကိုအကူအညီတွေရောက်ရှိရေးကိုအဓိကဆွေးနွေးခဲ့တယ်လို့သိရပါတယ်။တွေ့ဆုံဆွေးနွေးမှုအတွင်းမှာဆက်လက်ပြီးတော့တွေ့ဆုံဆွေးနွေးဖို့အရေးကြီးကြောင်း အခွင့်အခါရသည့်အခါမှာတင့်လျော်သည့်အချိန်မလေးရှားနိုင်ငံကိုလူကိုယ်တိုင်လာရောက်တွေ့ဆုံလိုတယ်လို့ NUG ဝန်ကြီးချုပ်ကပြောဆိုခဲ့တယ်လို့လည်းသိရပါဗျာ။အကြမ်းဖက်စစ်ကောင်ဆောင်မယောင်လိုင်းနဲ့တွေ့ဆုံကတွေ့ဆုံတဲ့အချိန်ကလည်းတွေ့ဆုံမှုမှာအပြုသဘောဆောင်ပြီးနှစ်ဖက်စလုံးကအခုတွေ့ဆုံမှုအပေါ်တစ်ဖက်နဲ့တစ်ဖက်ကန့်ကွက်မှုမရှိကြောင်းယုံကြည်မှုတည်ဆောက်ရေးသည်မရှိမဖြစ်လိုအပ်ပြီး ASEAN ဥဆောင်တဲ့ကြိုးပမ်းမှုဖြစ်နေဆက်လက်တည်ရှိဖို့အရေးကြီးကြောင်းမြန်မာပြည်သူတွေရဲ့ကြိုးစည်းပွားမြေသားပြန်လည်တည်မြဲရေးငြိမ်းချမ်းရေးအတွက် တပ်ဆိုင်သူတွေနဲ့ဆက်လက်ဆွေးနွေးသွားမှာဖြစ်ကြောင်းလေးရှားဝန်ကြီးချုပ်ကတရင်ထုတ်ပြန်ထားတာကိုတွေ့ရပါတယ်။ဒီကနေ့မလေးရှားဝန်ကြီးချုပ်နဲ့တွေ့ဆုံပွဲကိုအန်ယူဂျီဝန်ကြီးချုပ်နဲ့အတူနိုင်ငံခြားရေးဝန်ကြီးဒေါ်စင်မအောင်ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တမတ်ကြီးဦးကျော်မိုးထွန်းဝန်ကြီးချုပ်ရုံးအမြဲတမ်းအတွင်းဝင်တို့တက်ရောက်ခဲ့ကြောင်းအန်ယူဂျီဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလက်ထံကနေသိရှိရပါတယ်။အဲ့တော့ကျွန်တော်နှိမ့်ချုပ်ကြည့်မယ်ဆိုရင်တော့ဒီတွေ့ဆုံမှုကအဲတခြား ဒေါ်လာရင်းနဲ့သက်ဆိုင်တဲ့အဲဆွေးနွေးရမယ်အကြောင်းအရာတွေတော့မပါသေးဘူးငလျင်တန်ခံနေရတဲ့ပြည်သူတွေစစ်တမ်းခံနေရတဲ့ပြည်သူတွေအတွက်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကိစ္စတွေကိုကနဦးအနေနဲ့ဆွေးနွေးတယ်လို့သိရပါတယ်ယုံကြည်မှုတိစောက်ခြင်းဖြစ်တယ်လို့လည်းသိရပါတယ်နောက်ထပ်နောက်ထပ်တွေ့ဆုံမှုတွေဖြစ်ပေါ်လာရင်တော့ဘလို့ကြိုးစက်တွေဆက်ပြီးတော့ရရှိနိုင်မလဲဆိုတာကိုကျွန်တော်တို့စောင့်မျှော်ကြည့်ရှုရမှာဖြစ်ပါတယ် တော့သတင်းထူးတွေကိုတော့ကျွန်တော်တို့ပြည်သူလူထုနားဆင်လို့ရအောင်ကျွန်တော်အချိန်နဲ့ပြေးညီစူးစမ်းပြီးတော့တင်ဆက်ပေးပါမယ်။တခြားကျွန်တော်တို့ essay လေးတွေတခြားဆောင်းပါးတွေကိုလည်းကျွန်တော်စူးစမ်းပြီးတော့တင်ဆက်ပေးပါမယ်။โอเคပါအဲ့တော့ကျွန်တော်တို့ဒီကနေ့နေ့လေ့ကင်းမှာတော့ ထူးခြားတဲ့သတင်းတွေကိုလက်လက်မိတလို့စူးစီးပြီးတော့တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်အချိန်နေရာနဲ့ကျွန်တော်တို့အတန်နေအဲ yellow studio မဟုတ်ဘူးအဲဒီတိုင်းတင်ဆက်တဲ့အခါမှာတော့အားလည်းချက်တွေရှိနေပါလေဒါကိုလည်းအဲတီးခန်းနားလည်းပေးကြဖို့မေတ္တာရက်ခံကြပါလေခင်ဗျာအဲ့တော့ကျွန်တော်ဒီနေ့မှာဒီနေ့မနက်မှာသုံးသက်ချက်တစ်ခုကိုနားထောင်လိုက်ရပါတယ်အဲဆရာဦးသိမ်းမြတ်ရဲ့သုံးသက်ချက်ပါဒါကိုလည်းပြည်သူတွေ နားထောင်ပြီးတော့ပြန်လည်တွေးတော့သုံးသက်တဲ့လို့ယူဆပါတယ်အဲ့ဒီသုံးသက်ချက်ကိုလည်းကျွန်တော်တွားရောက်ပြီးတော့အဲကြည့်ကြည့်အောင်ပါအဲ့ဒီသုံးသက်ချက်လေးကိုလည်းပြည်သူတွေရှာဖွေပြီးတော့အဲနားဆင်လို့ရအောင်လို့ကျွန်တော်တွားရောက်ပြီးတော့ရှာဖွေပြီးတော့ပြပါမယ်ဒီသုံးချက်လေးကလည်းတကယ့်ကိုတော်တော်ထူးခြားတဲ့သုံးသက်ချက်ပါကျွန်တော်တို့ဒီနားဆင်တင့်တဲ့သုံးသက်ချက်ပါအဲ့တော့ YouTube မှာကျွန်တော်တို့ TM Media လို့ရိုက်ရှာလိုက်ပါ TM Media ဆိုရင်အဲ့မှာ subscriber 2400ကျော်နဲ့ TM Media တွေ့ပါလိမ့်မယ်အဲ့ဒီမှာပထမဆုံးတွေ့ရမှာကကျွန်တော်တို့ဟုတ်ပါတယ်အဲ့တော့ဘင်္ဂလားဒေ့ရှ်စစ်တပ်ကမြန်မာပြည်တွင်းစစ်မှာဝင်ဆွတ်ဖက်တော့မယ်ဒုတိယယူကရိန်းမဖြစ်အောင် ကာကွယ်ကြဖို့လိုလာပြီဆိုတော့သုံးသက်ချက်ပါအဲ့တော့မြန်မာနိုင်ငံအကြီးကြီးနိုင်ငံဖြစ်တဲ့ဘင်္ဂလားဒေ့ရှ်ဘက်ကနေပြီးတော့တိုင်ရင်း၃ခုကအခုဖြစ်နေတဲ့မြန်မာပြည်ရဲ့ပြည်တွင်းစစ်တော်လှန်စစ်မှာပါဝင်ဆွတ်ဖက်လာတော့မယ်ဆိုတဲ့အကြောင်းအရာကိုတွေ့ရပါတယ်အဲ့တော့ဘလို့အလားအလာတွေရှိနိုင်လဲဘလို့ကြောထောက်နောက်ခံတွေရှိနိုင်လဲတကယ်ကိုစိတ်ဝင်စားစရာ ကောင်းပြီးတော့လူတိုင်းနားထောင်တင့်နားထောင်တင့်တဲ့သုံးသက်ချက်တစ်ခုဖြစ်ပါတယ်ဆရာဦးသိမ်းမြတ် ကျိုးအားထုတ်မှုနဲ့သုံးသက်ချက်အမြင်ကိုကျွန်တော်တို့နားထောင်ကြည့်အောင်ပါတွားရောက်ရှာဖွေပြီးတော့နားထောင်ပေးပါကျွန်တော်ကတော့မနက်ကတစ်ခေါက်နားထောင်ပေးပါပြီအဲ့တော့ပြည်သူတွေနဲ့အတူတူအဲကျွန်တော်တို့ဆက်လက်ပြီးတော့နားထောင်ကြပါမယ်သုံးသက်ချက်တွေကိုလည်းအောက်မှာ comment တွေရေးပြီးတော့ဆက်လက်ပြီးတော့အဲဆွေးနွေးနိုင်ပါတယ်အဲကျွန်တော်တို့ဒါကိုအဆုံးထိပြည်သူတွေနဲ့အတူနားထောင်မပြတော့ပါဘူးပြည်သူတွေကိုယ်တိုင်သွားပြီးတော့နားထောင်လို့ရအောင်ကျွန်တော်လာရောက်ပြီးတော့ညွှန်ဆိုပေးတာဖြစ်ပါတယ် ဟုတ်ကဲ့ပါအဲ့တော့ကျေးဇူးတင်ပါတယ်နေ့စဉ်နေ့စဉ်ပါကျွန်တော်စဉ်ဆက်မပြတ်သတင်းတွေလလန်းမိသည်မြဆက်ပြီးတော့တင်ဆက်ပေးပါမယ်ညဘက်မှာလည်းညဘက်အလင်းတင်တဲ့သတင်းတွေကိုတင်ဆက်ပေးမှာပါအဲ့တော့ဒီလူလူကြီးလည်းဒီနှစ်သက်ကာလမှာကကဲတွေကိုတော့ကျွန်တော်တို့အမျိုးမျိုးရေဆိုင်ခဲ့ရပြီးပြီးဂျုံတွေ့ခဲ့ရပြီးပြီးဆက်လက်ပြီးတော့လေလေအန်တူရင်ဆိုင်ဂျုံတွေ့နေရဆဲဖြစ်ပါတယ်ဘယ်လိုပဲပြောပြောအခက်အခဲတွေရာလေတချင်ကြလို့ရှင်ကြော်လုံး ပြီးမြောက်သွားမှာပါအားလုံးကိုကျွန်တော်တို့ကြော်ဖြတ်ကြရမှာပါဒါကြောင့်မလို့ဘယ်လိုပဲဖြစ်ဖြစ်အင်းနဲ့အားနဲ့ခွန်အားတွေရှိသမျှကိုအားလုံးဝိုင်းဝန်းဖေးမှရင်းနဲ့ကျွန်တော်တို့ပတ်ဝန်းကျင်မှာအကျွန်တော်ဘလူ့ကိုမှအားကိုမျှော်လင့်လို့အများကြီးမျှော်လင့်လို့မရပါဘူးကျွန်တော်နေဆက်ရပတ်ဝန်းကျင်ကိုကျွန်တော်တို့လူသားချင်းစာနာမှုနဲ့တူမျှဝေခံစားကြရင်နှစ်ခုရှိရင်တစ်ခုစီတစ်ခုရှိရင်တစ်ပိုင်းစီကျွန်တော်တို့နိုင်ငံသားချင်းချင်းဖေးကူမျှဝေရင်းနဲ့ ဒုက္ခဒုက္ခတွေကိုအတူတူထမ်းဖို့ကြော်ဖြတ်ကြပါမယ်ဒီလိုကြော်ဖြတ်ခြင်းဟာလေကျွန်တော်တို့နောင်မျိုးဆက်တွေအတွက်ကျွန်တော်တို့ကဒီသီးပွင့်ကိုခံစားခြင်းရမှာခံစားရပါလိမ့်မယ်ဒါပေမဲ့ကျွန်တော်တို့နောက်မှာရှိနေတဲ့ကျွန်တော်တို့မျိုးဆက်တွေအတွက်ကျွန်တော်တို့စီးကွင်မရတဲ့ဖက်နဲ့တွေနောင်မျိုးဆက်စီးပြီးတော့တတရရရှောင်းလန်းနိုင်ဖို့အတွက်ကျွန်တော်တို့တက်ဆွမ်းသမျှကျွန်တော်တို့ခွန်အားညံအားရှိသမျှအားတွေပညာရဲ့ဆွမ်းအားတွေနဲ့ ပါဝင်ဝိုင်းဝန်းကြပါမယ်ဒါမှလည်းအမြန်ဆုံးဒီခက်ခဲတွေကနေကျွလွှားနိုင်ပါပါစိတ်ပြက်လိုက်လို့မရပါဘူးရှောင်ပြေးထွက်ပြေးလိုက်လို့မရပါဘူးအတူတူရုန်းကန်ကြပါမယ်ကျွန်တော်တို့ဒီစကားကိုတော့နေ့တိုင်းပြောရပါမယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကနေ့စဉ်နဲ့မျှမခက်ခဲတဲ့ဆိုတဲ့နေ့မရှိပါဘူးဘယ်နေရာဘယ်ကာလပဲရောက်ရောက်ကျွန်တော်တို့ခြားတိုင်းပြည်တွေကိုရောက်နေတဲ့ channel Z တိုင်းပြည်တွေမှာခိုလုံတင်းချောင်နေရတဲ့တော်လိုင်းရေးသမားတွေနိုင်ငံရေးသမားတွေကျွန်တော်တို့ CDN နေအများစုကလည်း ီတိုင်းမှာပဲနေစဉ်နေစဉ်နဲ့များဒီဒုက္ခဒုက္ခကိုထမ်းပိုးရင်းနဲ့လက်မလျှော်ဘဲနဲ့ဖျက်ကျော်နေရတာအဲ့တော့အချိန်ကာလတစ်ခုတော့ကျွန်တော်တို့တင်းတင်းရင်ဖျက်တမ်းရမယ်နောက်တစ်ချိန်မှာတော့ရောင်နေလာတဲ့ချိန်မှာတော့ကျွန်တော်တို့ကျွန်တော်တို့စီးကွင်းမရရင်တော့ဒီဖဏတ်တွေကိုကျွန်တော်မျိုးဆက်တွေကောင်းကောင်းမွန်မွန်နဲ့စီးကွင်းရှောင်းလန်းကွင်းရမှာပါဒီအတွက်ပဲကျွန်တော်တို့ရုံးကန်ကြိုးစားနေကြတာပါဒီအတွက်ပဲကျွန်တော်တို့လက်မလျှော့ဘဲနဲ့ရှောင်းလန်းနေကြတာပါအဲ့တော့ကျွန်တော်တို့အဲသတင်းတွေကိုပြောရင်းနဲ့တင်ဆက်တာတော့ဒီလောက်ပါပဲအဲ့တော့နောက်ရက်နောက်ရက်ဒီမှာနောက်ထပ်နောက်ထပ် တင်ဆက်မှုတွေကိုကျွန်တော်ဆက်ပြီးတော့တင်ဆက်ပါမယ်ပြီးသူအားလုံးကိုစိတ်နှပြချမ်းမာကျမ်းမာချမ်းသာပြီးတော့ဆက်အာနာရှင်စနစ်စိုးလက်အောက်ကနေအမြတ်ဆုံးလွတ်မြောက်ကြပါစေလို့ကျွန်တော်ဝေယံကနေစုမုံကောင်းတောင်းလိုက်ရပါတယ်ခင်ဗျာအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ဆောင်းမြောကြည့်ရှုပေးသူတို့ကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ